ကျွန်တော်ကိုကျွန်တော်ဆရာကိုကလန်စီတော့မဖုန်းတစ်ခါပဲဆက်ဖြစ်တယ်။ဘာဖြစ်လို့လဲသူလေသူလိုလုပ်တယ်နဲ့ရှုပ်နေကြတာ။နောက်ကျတော့တငငချင်းပေါင်းသင်းနေကြီးဘာကြောင့်မဆက်တာလဲဆိုတော့ကိုဖုန်းဆက်လိုက်တဲ့အခါမှာသူတို့စီချစ်လူလူအစင်မပြေနေတာကိုသူသိသိကြတယ်အလုံးသိကြတယ်။အကူကြီးတောင်းမှာထင်ထင်သွားမှာလို့ကိုမလို့ရင်ဘူး။အဲ့ဒါဒီကောင်ကဘာဘာချီးမြန်ချီးဦးမလားဆိုတဲ့စိတ်ဖြစ်မှာအခုမလိုချင်တဲ့အတွက် အကြောင်းအကြောင်းမရှိဘဲနဲ့အပိုမဆက်ဖြစ်ပါဘူး am မလုပ်ဖြစ်ဘူးဗျမလုပ်ဖြစ်ဘူးဘယ်တော့ဒီမလုပ်ဖြစ်သလဲဆိုတော့ကျွန်တော်ကိုကျွန်တော်ဆယ်ရကိုကလန်စီတော့မှဖုန်းတစ်ခါပဲဆက်ဖြစ်တယ်။ဘာဖြစ်လို့လဲသူတို့လေသူတို့လုပ်တင်နေရှုပ်နေကြတာ။ဘာသူတို့ဘယ်လိုပြောရမလဲဆိုတော့ကိုကြောင့်ဘယ်တော့မဖြစ်စေချင်တာပဲလေ။ ။နောက်ကျတော့တငငချင်းပေါင်းသင်းနေကြီးဘာကြောင့်မဆက်တာလဲဆိုတော့ကိုဖုံးဆွတ်လိုက်တဲ့အခါမှာသူတို့ဒီဟိုအစင်မြေလည်းပြေးနေလိမ့်မယ်။ဟိုချစ်လူလူအစင်မပြေးနေတာကိုသူသိသိကြတယ်အားလုံးသိကြတယ်။အကူကြီးတောင်းမှာထင်ထင်သွားမှာလို့ကိုမလို့ရင်လို့အဲ့ဒါဒီကောင်ကဘာဘာချီးမြန်ချီးရုံမလားဆိုတဲ့စိတ်ဖြစ်မှာအခုမလို့ရင်တဲ့အတွက်ဟိုအเจ้าအเจ้าမရှိဘဲနဲ့အပိုမဆက်ဖြစ်ပါဘူး။ ပြည့်စုံတာတခုတခါဟိုဒရိုက်တာအာယုံကိုသောရိုက်တဲ့ဟိုအဲ့ဒါလွန်ခဲ့တဲ့ခေါ်လို့ရှိပါပြီ။ည20လောက်ရှိပြီ။အခုမှကားမရှိတော့ကားရှိတယ်မိုက်တီအမတ်တီတာနဲ့ကိုကျော်ဦးကနေပြီးတော့ကားရှိတော့ဟိုကိုကရှင်းနိုင်ကိုရောက်ပါမီကိုလာခဲ့ဆိုပါမီလာလို့ဆိုဒီကအထွက်အဲ့ဒီဟိုကားကဟိုတက္ကစီငါးနေနဲ့အဲ့ကားသမားနဲ့စကားများတာ။ဟိုအเจ้าရတော့ထားလိုက်ပါတော့။အဲ့မှာအထိုးရကြိတ်ကြတယ်ပါဖြစ်ကုန်။ ဲ့တော့ယုံရောက်သွားတော့နောက်ကျတာအဲ့တော့အမဖုံးဆက်တယ်အမကျွန်တော်မလာနိုင်မလာနိုင်ဒီနေ့မလာနိုင်ဘူးပေါ့လေအဲ့အဲ့လိုနဲ့နေဝင်လို့မရတော့ဘူးတော့တောက်ချောကွန်မိုင်းနေကြီးပဲဖြစ်နေလို့ရပါတယ်မလို့အဲ့ဒီတကအဲ့ဒါကျန်တာတွေကတော့သိပြီးတော့ဆလိုရာသူ့ခရူနဲ့သူသွားနေတယ်ညီမတို့လည်းသိတဲ့အတိုင်းနဲ့လေ ပြီးတော့တိတ်လည်းစိတ်မပါတော့ဘူးလို့ပါပဲမလုပ်ဖြစ်တော့ပါဘူးနောက်တစ်ခုကဒီအလုတ်ရတာတော့မှကန်တရားကနည်းနည်းတာမပေးသလိုမျိုးဖြစ်နေလည်းတူတယ်နော်အနောက်ဝင်လာတော့ပုံစံအဲ့အဲ့ဒါတော့ယုံကြည်မရှိပါဘူးသူကသူနှောက်နှောက်မနှောက်နှောက်ဆိုကိုဒါတော့ဟိုအဲသူက given day ပဲပေးယူပေါ့ပေးယူမြရတဲ့လူတွေပေးယူမြရမှာအဆင်ပြေမှာလေကိုပေးနိုင်တဲ့ပေးယူမယ် ကိုကိုကိုယူနိုင်မှသူပေးနိုင်မယ်အဲ့ဒါလေးတွေဓာတ်မျိုး SMS ကွာဆက်ဆိုအရှင်ပြသွားတာပါပဲအခုထပ်ပြီးတော့ဆက်သွားလာလို့ရှိရင်ရောလောက်အောင်ပါလားကိုရဘွားကငွေကလေးကအမှုပညာနဲ့ပဲနေခဲ့တာလေတေးတဲ့ဒီလေအမှုပညာနဲ့ပဲဒီမှာနောက်ပြီးဆုံးဒီပြည့်အလုပ်တစ်ခုလုပ်နေရင်တော့မှထွက်သက်သည့်ပြက်လုံးတို့မဟုတ်တခြင်းတစ်ပုဒ်တော့ညီးပြီးအသက်ထွက်သွားမှာပဲ တီးရတော့အတွေးတဲ့သားတွေကဖျောက်ပြက်လို့ရမှာမဟုတ်ဘူး